LGBT ဂျူရီအတွက်ကောင်းကင်ဘုံလို့သတ်မှတ်ထားတဲ့ထိုင်းနိုင်ငံရဲ့ LGBT ဂျူရီရဲ့အခွင့်အရေးထိုင်းနိုင်ငံဟာ BL လောကကိုဥဆောင်ခဲ့ပြီးထိုင်းစီးပွားရေး၄ပုံ၂ပုံက LGBT ဂျူရီရှိနေတာကြောင့်အဆင်ပြေတာဖြစ်ပါသည်ထိုင်းနိုင်ငံဟာပုံမှန်အာရှနိုင်ငံများထက်ပိုပွင့်လင်းပြီးပိုလဲလွတ်လပ်ပါသည်ဂျပန်နိုးတိုးတက်နေတဲ့နိုင်ငံဖြစ်တဲ့အပြင်အရန်လဲအမြင်ကျယ်တဲ့နိုင်ငံဖြစ်ပါသည်ထိုင်းနိုင်ငံမှာ LGBT ကိုထောက်ခံအားပေးတဲ့သူတွေများလာတဲ့အတွက်အများပြည်သူကိုပြသမဲ့အမှုပညာဖန်တီးချက်တွေမှာလေ LGBT အခြေစံလမ်းလေးတွေပါဝင်လာခဲ့ပါတယ် ဝိုင်လက်စတိုရီတွေခေစားလာသလိုတခြား LGBT ထောက်ခံတဲ့ဗီဒီယိုလေးတွေလည်းအများပြပေါ်ထွက်လာခဲ့ပါသည်အဲ့ဒီကမှထိုင်းနိုင်ငံဟာ LGBT ကိုထောက်ခံမှုအများဆုံးနိုင်ငံဖြစ်ပြီးအာရှမှာ LGBT အများဆုံးရှိတဲ့နိုင်ငံလည်းဖြစ်ပါသည်ထိုင်းနိုင်ငံဟာလွန်ခဲ့တဲ့နှစ်များစွာတွေကလိန်နူတန်းတို့လက်ထက်ခွင့်ကိုအစိုးတင်သွင်းခဲ့ရာခဏခဏအစီမပြေမှုတွေများခဲ့ပေမဲ့ယခုနှစ်6လပိုင်းမှာတော့ထိုအစိုးကိုတရားရုံးမှာအတည်ပြုခဲ့ပါသည်ဒါနိုင်ငံလုံးဝန်တာအားရကြိုးစုံပြုခဲ့ကြပြီး LGBT ထောက်ခံသူအမှုပညာရှင်တွေဖြစ်တဲ့ဝင်းမတ်ဒဝင်း ဘီလ်ကင်ပီပီစတောင်းအော့ဖ်ဂန်ဂူဟက်ဖောင်းဖူဝင်းတီနယူစားတဲ့နာမည်ကြီးနုပညာရှင်တွေပြင်တခြားသောနုပညာရှင်တွေကပါထောက်ခံကြောင်း IG story တွေတင်ခဲ့ပြီးအားပေးခဲ့ကြပါသည်အခုလိုဥပဒေကိုအတည်ပြုလိုက်တာကြောင့်ကူကူရိုင်းလဲဘီယန်ဇက်ကားရီမှာမိန်းသားတွေအဖြစ်ပါဝင်သရုပ်ဆောင်ထားကြပြီးအပြင်ဘွားမှာလဲလိန်နူချစ်သူတွေအဖြစ်ခန်းမောက်လုပ်ထားကြတဲ့ BL မိန်းသားနဲ့သရီးရဲ့ချစ်သူတွေကလက်ထပ်လာခဲ့ကြပါသည်ထိုင်းနာမည်ကြီး BL series ဖြစ်တဲ့ Together with Me the series မှာပါဝင်သရုပ်ဆောင်ထားတဲ့ ပေါ်ချာလိန်လူချစ်သူအဖြစ်ဖွင့်ဟပြောဆိုထားပြီးလက်ထပ်ထားတဲ့မျိုးသားလေးရှိပါသေးတယ်။ပေါ်ချာသူ့မျိုးသား M ကို2014ခုနှစ်မှာလက်ထပ်ခွင့်တောင်းခဲ့ပြီးလာနေငယ်ကြမှာပဲလက်ထပ်ခဲ့တာဖြစ်ပါသေးတယ်။အခုဆိုရင်သူတို့နှစ်ယောက်ရဲ့အိမ်တော်တက်တန်းကဆယ်စုနှစ်တခုရှိပါပြီ။ပေါ်ချာ2022ခုနှစ်ရဲ့နာမည်ကြီး series တစ်ခုဖြစ်ခဲ့တဲ့ Island 9 the series မှာလေသူ့မျိုးသား M နဲ့အတူဇာတ်ပုတွေဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Porsche Abiwa နဲ့ M Saban Euro နှစ်ဦးသားဟာထိုင်းနိုင်ငံမှာလိန်လူလက်ထက်ခွင့်တရားဝင်ခွင့်ပြုတာနဲ့လက်ထက်ကျတော့မယ်လို့ပရိသတ်တွေကို Instagram ကနေတဆင့်အသိပေးလာခဲ့ကြပြီးသူတို့နှစ်ယောက်ဟာဇန်နဝါရီလ10ရက်နေ့ကလက်ထက်ခဲ့ကြပါသည်နောက်ထပ်သတင်းကောင်းတစ်ခုကတော့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံသားတွေဒါမကနိုင်ငံသားတွေကပါလက်ထပ်မှတ်ပုံတင်ခွင့်ရတော့မှာပါထိုင်းနိုင်ငံရဲ့ဒန်းနူလက်ထပ်နိုင်ရေးဥပဒေတက်ရောက်မှုအပြီးအခုသတင်းပတ်ကနေစပြီးပတ်တရားမျိုးမှာလိန်နူလက်ထပ်မှုကိုမှတ်ပုံတင်မှုစီစဉ်နေကြပါပြီ ဘင်္ဂလားမွန်ခရိုင်အုပ်ချုပ်ရေးမှူးကလည်းသူ့ရဲ့ရုံးမှာ LGBT ဇနီးမောင်နှံများအတွက်လက်ထပ်မှတ်ပုံတင်နိုင်စေဖို့အပြင်ဆင်ထားပြီးပြီဖြစ်တယ်လို့ပြောကြားခဲ့ပါသည်။ဘင်္ဂလားမွန်ခရိုင်ဟာလူမျိုးပေါင်းစုံဘာသာမျိုးစုံနေထိုင်တဲ့နေရာဖြစ်ပြီးအထူးသဖြင့် LGBT ကျူလူဦးရေများပြားပြီးတော့မတူကွဲပြားတဲ့လူနေမှုအတိုင်းအဝိုင်းမျိုးစုံအတွက်နာမည်ကြီးတဲ့ခရိုင်တစ်ခုဖြစ်တာကြောင့်ပြည်내အုပ်ချုပ်ရေးဦးစီးဌာနရဲ့နေမည်နဲ့ဆက်လေးခုထဲမှာပထမအဦးဆုံးတစ်ခုဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါသည် ီဥပဒေကိုဇန်နဝါရီလ23ရက်နေ့မှာတရားဝင်ဖြစ်သတ်မှတ်ပြီးတဲ့နောက်ပိုင်းခရိုင်အုပ်ချုပ်ရေးယုံတွေကနေပြီးတော့လက်ထပ်မှတ်ပုံတင်စည်းရင်းတွေကိုဖွင့်ပေးခြင်းလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအချက်အလက်များကိုထုတ်ပြန်ကြေညာပေးခြင်းနဲ့လိင်လူစုံတွဲတွေရဲ့တရားဝင်အကျိုးခံစား권အနေနဲ့အခွင့်အရေးတွေကိုရှင်းလင်းတင်ပြပေးခြင်းစားတဲ့ပြင်ဆင်မှုတွေကိုပြုလုပ်ထားပြီလို့ဆိုပါတယ်။ဒါ့အပြင်လိင်ဖွဲ့စည်းမှုဒန်းလူညီများရေးအကြောင်းတွေကိုပုံမနာလေစီဖို့လိင်ဖွဲ့စည်းမှုမျိုးစုံအပေါ်အရာရှိတွေကိုလည်းတင်နန်းနေပေးထားကြောင်းလည်းဖော်ပြထားပါသေးတယ်။ ဒီခရိုင်မှာလိန်လူလက်ထပ်မှတ်ပုံတင်ဖို့လိုအပ်တဲ့အချက်လက်တွေကတာမန်စုံတွေလက်ထပ်တောင်မှလိုအပ်တဲ့အချက်လက်တွေနဲ့အတူတူပဲဖြစ်တယ်လို့ပြောပါရည်။ထိုင်းနိုင်ငံမှာလိန်လူလက်ထပ်မှတ်ပုံတင်မယ်ဆိုရင်ထိုင်းနိုင်ငံသားတွေအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကထိုင်းနိုင်ငံသားဖြစ်ကြောင်းမှတ်ပုံတင်မယ်လိုအပ်မှာဖြစ်ပြီးနိုင်ငံသားများအတွက်တော့လောလောဆယ်ထိုင်းနိုင်ငံမှာလာရောက်ပြီးလက်ထပ်မှတ်ပုံတင်တာမျိုးပြုလုပ်နိုင်အောင်မဟုတ်ပေမယ့်လိန်လူစုံတွေကတူကထိုင်းနိုင်ငံသားဖြစ်တဲ့ဆိုရင်တော့လက်ထပ်မှတ်ပုံတင်တာပြုလုပ်နိုင်မှာဖြစ်ပြီးတော့နှစ်ဦးစလုံးဟာလူလူဖြစ်ကြောင်းကိုလည်းအတည်ပြုထားဖို့လိုအပ်မှာဖြစ်ပြီး လက်ထပ်မှတ်ပုံနဲ့ရရှိမဲ့အချိန်ကတော့တာမန်ထက်ပိုကြာမြင့်မာဖြစ်တယ်လို့ဆိုပါရီထိုင်းနိုင်ငံဟာ2024ခုနှစ်စက်တင်ဘာလတွေမှာအိန္ဒိယတိုင်းတို့ညီမျှမှုဆိုင်ရာဥပဒေမူကြမ်းကိုအထက်လွှတ်တော်ကတခဲနဲ့အတည်ပြုပြီးတဲ့နောက်လိန်နူလက်ထပ်ချင်းကိုတရားဝင်ခွင့်ပြုတဲ့ပထမဆုံးရှစ်တောင်အားရှာနိုင်ငံဖြစ်လာတော့မှာပဲဖြစ်ပါရီဒီဥပဒေမူကြမ်းကိုဘရင်မဟာဝီဇီယာလောင်ကုန်းကလည်းထောက်ခံထားပြီး2025ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာစတင်ခဲ့ပြီဖြစ်ပါရီဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ အခြားနည်းပညာသတင်းအနေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို DD Plus ကဆက်လက်တင်ဆက်ပေးမှာမို့အဆောင်မြောကြီးရှုကြဖို့မမေ့ပါနဲ့ဦးမြအစုံကြီးရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ